ိုင်းလူကြောက်တောင်းဘာရုပ်လဲဆိုတော့ဟုတ်ပြဲမိပါတယ်ဗီဒီယိုထဲမှာကြည့်ရတယ်တော်တော်အချိန်ကြီးအမမီးမျက်နှာတစ်ချမ်းမီးလောင်နာသလိုဖြစ်နေရလေမျက်နှာနဲ့အလုံးလုံးနေရတဲ့သူဆိုသူ့ရဲ့ခံစားချက်ကိုလည်းနားလဲသူ့ရဲ့ဗီဒီယိုကြည့်ရတဲ့ကိုတော်မျက်ယူပွဲဆိုအချိန်ကြီးကတော်တော်တော့စိုးနေဒါပေမဲ့တစ်ပတ်လောက်နေတော့ပျောက်သွားမယ်လို့တော့ပြောတာပါ အဲတွေ့တွေ့တယ်ဟုတ်တယ်ဆိုင်းလို့အဲ့လိုသူ့တော်စာပို့လဲတကယ်ကြီးမျက်နာဆိုတော့လို့ပို့ဆိုးမှာလို့ဟိုလူတွေကဟိုခန္ဓာကိုယ်မှာတခုဖြစ်လို့ရှင်တော့ပဲစိတ်မြင်သူကမျက်နာကြီးလေမျက်နာနဲ့အလုံးလုံးနေရတဲ့သူဆိုသူ့ရဲ့ခံစားချက်ကိုလည်းနားလဲဒီမှာဖြစ်လို့ရှင်လည်းသွားပြီပဲသူဟိုဆိုရင်သူ၃ရက်မြောက်၃ရက်မြောက်ဟာဖီယိုလေးနောက်မင်းရတွေ့လိုက်တာလေအချိန်တွေကတော်တော်တော့ဆိုးနေဒါပေမဲ့တစ်ပတ်လောက်နေတော့ပျောက်သွားမယ်လို့တော့ပြောတာပဲဟုတ်မိဘက မိဖို့ကောင်မိဖို့ကောင်လည်းမိဖို့ကောင်ညီမတော်မတွေ့ဘူးတွေ့ဘူးနော်မတွေ့ရပဲကောင်းမှာနော်အဲ့ဒါအဲ့ဒါအခုတော်တော်ဂရုစိုက်ရမယ်ဟိုဟာတွေမှာပါနေပြီဟုတ်အာဗီဒီယိုထဲမှာကြည့်ရတယ်တော်တော်အချိန်ကြီးအမမီးမျက်နှာတစ်ချမ်းမီးလောင်နာသလိုကြီးဖြစ်နေတာလေအဲ့တော့သူ့ရဲ့ခံစားချက်ကလည်းဝင်ကြည့်လိုက်တာလည်းတော်တော်ကိုခံစားနေရပြီသူ့ရဲ့ဗီဒီယိုကြည့်ရင်လည်းကိုယ်တော်မျက်ရည်ဝဲဆိုတော့ အဲ့လိုမဖြစ်တာမိကိတ်ပြောင်းကမျက်နာအတိကဟုတ်တယ်မျက်နာအတိကပဲလေအဲ့တော့မျက်နာဖြစ်လို့ပို့ပြီးတော့ဝါနေရဟုတ်တယ်ကုကုရာပြင်လို့လေဟုတ်တယ်မလားမင်းအဲ့ကောင်လေးကိုမြင်ဘူးလားမမြင်ဘူးမမြင်ဘူးကပဲကောင်းပါမမြင်ဘူး Facebook မှာပဲဟိုနေ့ကတင်တာအတွေ့လို့ပဲမမြင်ဘူးလားကြောက်တာအော်ကြောက်တာပေါ့ဟုတ်ဘူးရင်းတော့အမှုမှန်မှန်ပဲဟိုဟိုကြောင့်ဆိုင်းလူတင်တော့မှပို့ပြီးတော့ဂယူးဆိုင်ရမယ့်အကောင့်အကောင့်ဆိုတာကိုတတိထားပြီးတော့ကြည့်ရအောင်ဟုတ်ကိုမျက်နှာအဲ့လိုဖြစ်ပြလာရှင့် မျက်နှာဖြစ်ဘူးစိုးစိုးဝါးတခါမှဖြစ်ဘူးမျက်နှာဟုတ်အော်တကယ်သေးရဲ့လို့မျက်နာဆိုတော့လို့ပို့ပြီးရောလို့ဟိုစိတ်ညစ်မှာပေါ့လို့ဘာမှစိတ်ညစ်နေနေအောင်လို့အများဆုံးတက်တာပါစီဆိုပြီးတော့စပို့လိုက်တာဆိုင်းလို့ရောက်တော့ဘာရုပ်လဲဆိုတော့အခုပြန်မိသွားတယ်မိတ်ကလေးလည်းပြင်လို့ရတယ်ဟုတ်တယ်ဘယ်ပြင်လို့ရမလဲအနာတော့မကျက်သေးပြီးတော့မျက်နာကြီးရတယ်ဒီမျက်လုံးမှာရောင်နေတော့မျက်နာတချမ်းအဲ့လိုနည်းနည်းစောင်းစောင်းတလို့တော့ဖြစ်နေရလေအဲ့လိုပေါ့ အသက်ကြီးပြီခံစားရလားဆိုတော့အသက်ကြီးပြီခံစားရလားတော့အခုအိမ်လောင်ကြပြီးတော့တခါလေးမိမိနေတကယ်စင်းနေရရှိုးမှပြောတော့မဟဲ့အိမ်လောင်ကြပြီနော်တဲ့ငါတို့ကမိနေရဲ့ဟိုမှာတကယ်စင်းနေရရှိုးဖို့ဆူရှောက်တော့ပြောတော့အေးလို့ငါလည်းမိနေရကောင်းတယ်ကောင်းတယ်တကယ်စင်းအဲ့တိုင်းပဲထားရလိုက်လို့အဲ့လူကြီးဆိုတာတော့မိနေရဲ့ကိုကလည်းခလေးလို့ပဲနေနေရလေ ဟိုကိုကောင်းလေးကြောက်ရီးစားဘောကအဲ့လိုမျိုးရီးစားတတန်လဲကြာပါဘောရီးစားလိုမျိုးနေခဲ့ရတဲ့အချိန်ကလည်းကြာပါဘောအိမ်အောင်ကြာပြီးရအောင်တစ်ခါတစ်ခါလေးမေ့သွားဘောချစ်သူလိုပဲအခုလည်းချစ်သူလိုမျိုးပဲလို့ဘောအဲ့လိုမျိုးနေတာသူကလည်းခလေးလိုပဲနေနေရဆိုဆိုလို့ကအင်းဟုတ်တယ်ဆိုလို့ကမိမတော့ပွဲလုပ်ဖို့ရှိတာပွဲလုပ်ဖို့လုပ်ဖို့ကအခုတော့တိုင်မနေစေဟိုမလုပ်ဖြစ်ဖို့ကလည်းများပါတယ် ်ဟုတ်အခုခုဒီဟာလေးကလည်းဟိုဟာနဲ့ကိုဟိုအစဉ်ပြေပြေနဲ့အားလုံးအစဉ်ပြေနဲ့ပြီးတော့ဟိုပရိသတ်တွေလည်းနှက်တဲ့ပွဲလေးလည်းဖြစ်သွားတော့ကိုကလည်းကိုတနိုင်တဲ့ဘာလို့ပွဲလေးပေါ့နော်ဒီလိုမျိုးလေးနဲ့အမှတ်တရအနေနဲ့အဲ့လိုမျိုးလေးလည်းထားလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့နှစ်ယောက်အဲ့လိုမျိုးထပ်ပြီးတော့လုပ်ဖို့လုပ်ဖို့ဆိုတာကလည်းလုပ်လဲရမလုပ်လဲရကွာကျွန်တော်တို့နှစ်ယောက်ကတော့အဲ့အဲ့ဒါကြီး အဓိကတော့မော်ကိုရီးနီးယားရဲ့အဓိကနေနေရာအလိုဟိုလက်မှတ်ထိုးလိုက်တယ်တရားဝင်လင်များဖြစ်သွားတယ်ဒီလောက်ဖြစ်နေတာဟုတ်ဟုတ်လားအခုချိန်ဖြည့်စည်းပေးလို့ဟုတ်တယ်ဟုတ်တယ်ညီမညီမသဘောပဲညီမလှုပ်ရှင်လည်းရမလှုပ်ရှင်လည်းရလုံးမယ်ဆိုလဲသူထလုပ်ပေးမှာပဲသွားတော့ချစ်သဘောပဲဒါပဲဟုတ်တယ်မတောင်းဆိုဘာမှမတောင်းဆိုဘူးသူကဘာဟုတ်သမီးလားအဲ့လိုမျိုးအရင်သူ့ကိုတောင်းဆိုတာရေဒါလုတ်ပေးရမယ်နော်ဒါမရမခလို့အဲ့လိုမျိုးသူ့ကိုအဲ့လိုမျိုး အရန်အကြက်တယ်ဖြစ်အောင်လို့မလဲတောင်းဆိုသူနဲ့သူမျိုးအများဟိုပါပို့ပေါ်ပါပဲဟိုသူသဘောကိုသဘောအများကြီးကြည့်ကြည့်နေသူဆိုလေဟောသူကြီးသာဆက်တယ်ဆက်တော့ဆက်တော့ဆက်တော့ဟုတ်ကဲ့ဆက်တော့သူ့ကိုအိမ်တော်ကြောက်ယူထင်နေလားမထင်လို့ပေါ့ကွာကတော့မင်းအဲ့တခါကျဟောကအိမ်တော်ကြောက်ပြီးပြီဆိုငါအိမ်တော်ရှင်မကောင်တရားဖြစ်အောင်ကြိုးစားရမယ်ဆိုပြီးတော့တင်းတင်းမဟုတ်နေလေစဉ်းစားလိုက်တော့စဉ်းစားပြီးတော့မဖြစ်သေးပါ ်ခင်းနေရတော့သူချက်တက်သေးဘူးမချက်သေးသေးဆိုတော့ညီမက European food တွေပါတယ်ဆိုလောက်တက်တယ်ဒါမှမဟုတ် तू ကဗမာထမင်းဟင်းပဲခြိုက်တယ် ညီမဘူစာကြိုက်တယ်သူအဲ့တော့ညီမချက်တဲ့ဟာကိုသူကတိတ်မစားတဲ့ဟာဆိုတော့အဲ့လိုမျိုးဖြစ်နေတာเนาะဒါပေမဲ့နည်းနည်းပါတော့အခုလိလာနေပါရဲ့လိလာဖူဗလော့ဂါတို့ဟိချက်တဲ့ဟာတွေတတော်ရမှာဆိုတော့လိလာရစိတ်ကအများကြီးပဲချက်ပါတရက်ပေါ့တရက်ပေါ့တာသမီးတွေကိုညှို့ချယူဖို့ရှိသေးလားဆိုတော့တာသမီးဟာလည်းနှစ်ယောက်ကအဲ့လိုပေါ့เนาะဟို ဒီသားသမီးရဲ့ပုံမှာနှင်းအောက်ကဘာပဲဖြစ်ကိုသားသမီးကိုတိတိကျကျထားနေတယ်သူများရဲ့လက်ထားသူဟိုကအဲ့အဲ့လိုမျိုးအခြေအနေပေါ့နော်အဲ့အဲ့လိုဝင်ရှင်ရောက်မှယူမယ်တကယ်လို့မယူအသက်ရွယ်ရတော့အမှန်တော့ယူတဲ့အရွယ်ရောက်တယ်။အမအမှန်တော့25တဲ့အိမ်တော်ကြာကြာ။ဒါတော့30ကျော်မှကြာသွားလို့ပေါ့နော်။အဲ့တော့ခလေးရယူရင်ကောင်းမြင်ကောင်းမှအခုတော့ပြန်ပြီးစဉ်းစားနေဘာလို့လဲဆိုတော့ကိုယ်ရအသက်ကြီးမှလည်းခလေးအရွယ်ရောက်မှလည်းဆိုရင်အဲ့လိုမျိုးအသက်ရန်ကွာွားပြန်နေလေ။ပြုတ်ခုနောက်ပိုင်းဟာ ကဘာကြီးရဲ့အခြေအနေရာမကောင်းတော့ဆိုကိုယ်ကလေးကိုထားခဲ့ရမှာအဲ့ဒါကြီးကအရှိရေးတွေအရန်တွေးနေတယ်တွေးပြအဲ့ဒါကလေးမွေးတော့ရင်ကောင်းကောင်းတည်ယူပြန်စိုးသားเออกูก็คลีเวทลงต่อมั้ยไอ้อ่ะก็ดีโปรดักชั่นอ่ะป่ะเนาะดีสแลนนี่ ီ character မှာညီမနဲ့လည်းလိုက်တယ်ပေါ့เนาะအဲမချောကိုအရင်ပြောပြတာပေါ့เนาะမချောကနေမှာညီမကိုတစ်ဆင့်ပြောပြတာအဲ့နဲ့ဟိုမချောကစဉ်းစားဖို့ဟိုရိုက်ချင်တာမြင်တယ်အကိုကလည်းဖတ်ကြည့်လိုက်အောင်လဲဆိုတော့ဖတ်ကြည့်ရခါမှာညီမရိုက်ချင်တဲ့ character ရဲ့မှာလည်းတစ်ခုပါနေရခါကြတော့ဟောဒါဆိုရင်တော့ဟိုငါနဲ့လိုက်လောက်တယ်ငါစူးစမ်းချင်တဲ့ character တစ်ခုလည်းဖြစ်တယ်ဆိုပြီးတော့လက်ခံလိုက်တာပါဟုတ်တယ်အဲဒီမှာကတော့ဟိုအခြေပြီးတော့မာနကြီးတဲ့မင်းသမီး academy မင်းသမီးတယောက်အနေနဲ့ပါဟုတ်မူတီချေမူတီချေညီမပါ မူတီချေဒုတိယပေါ့ဟိုကမူတီချေဒါမူတီရှေဟုတ်တယ်မူတီရှေလည်းထက်ချေပဲအဲမဆိုးကြတော့မအမနှစ်အောင်လုံးပေါ့နော်အမေလိုဖြစ်တယ်အတက်လဲစင်နှစ်ကျော်ခွာရခါကြအမေလိုအမလိုအဲ့လိုမျိုးဖြစ်တယ်ကိုယ့်ရဲ့တိုင်းမင်ပေါ်တိုင်းမင်ဘတ်ခိုင်ဆိုင်လဲတငယ်ချင်းလိုပြီးအမနှစ်အောင်လာတော့ပုံဝင်လေးပြောပြတာများအရာအလုံးကတိုင်းမင်ဖြစ်တာများဟုတ် မင်္ဂလာပွဲမှမဟုတ်အမကကြတော့ဒီငငယ်လေးရပဲအဆစာရာရာအကုန်လုံးလူတွေသိမရှိလုတ်ပြီးနော်အခုကျတော့အမေဘေးမှမရှိတော့ပို့ပို့ဆိုးပေါ့အမေဘေးမှလည်းမရှိတော့ဒီအမအမနှစ်ယောက်ကပဲပို့ပြီးတော့လည်းဟိုမချောကတော့ဒီအနုပညာနဲ့ပဲရဆိုတော့ဒီအလုံးနဲ့ပတ်သက်ပြီးတော့ပတ်မိုးပေးရလဲမရတယ်တခြားအရာကြီးရောပေါ့နော်ဟုတ် ဒီဇလန်းတွဲလေးပေါ့နော်ဒီကိုရောင်းဆက်ဆက်လေးဇလန်းတွဲလေးထွက်လို့ရှိရင်လည်းအားပေးပါလို့ညီမကလည်းအကောင်းဆုံးကြိုးစားတော့ပါပဲလို့ညီမကိုဟိုကန့်လန့်တဲ့ဒီ production ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ပါဘူးကျေးဇူးပါ